မင်္ဂလာပါရှင်ဧပြီလ20ရက်တင်းငွေတွင်နေရဲ့ထူးထူးခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့နေပြည်တော်မှာဌာနဆိုင်ရာအဆောက်အဦတွေအပါအဝင်အုပ်ချုပ်ရေးရန်နေရာ80ရာခိုင်နှုန်းကထိခိုက်ပျက်စီးခဲ့တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ မန္တလေးငလင်ကြီးတန်းကြောင့်နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ယုံအလို့သမားဝင်ကြီးဌာနစီမံကိန်းနှင့်ဗန္ဓာရေးဝင်ကြီးဌာနပြည်ထောင်စုရာထူးဝင်အဖွဲ့ယုံနိုင်ငံခြားရေးဝင်ကြီးနှင့်အလို့သမားဝင်ကြီးဌာနလူမှုဖွလုံရေးအဖွဲ့ယုံချုပ်အဆောက်အဦတွေကြီးကြီးမားမားထိခိုက်ပျို့ကျပျက်စီးခဲ့ကြောင်းသိရပါတယ်။ဝင်နှင်းနေအိမ်အပြိုပြက်ဆင်းတွေကတော့စုစုပေါင်းတထောင်ကျော်ရှိနေပြီးပြန်လည်ပြင်ဆင်မှုအဆင်းထွက်လာပြီလို့လည်းသိရပါတယ်။ အဲ့ဒီစင်းထဲမှာအနီအောင်ဆင့်ရှိတဲ့အကြီးစားပြူကြပျက်စီးပြီးလူနေရန်မသင့်တဲ့ဝန်ထမ်းနေအိမ်630နဲ့လူနေထိုင်လို့ရပြီမဲ့အကြီးစားပြင်ဆင်မှုလိုအပ်တဲ့နေအိမ်946လုံးမှရှိတယ်လို့ဆိုပါတယ်။တမချက်အနီအောင်ဆင့်ရှိတဲ့တိုက်ပေါ်ကဝန်ထမ်းမိသားစုတွေကိုလက်ရှိစီပင်အရေးသားမှနေရာချထားပေးတယ်လို့လည်းဆိုထားကြောင်းသိရှိရပါတယ်ရှင်။ထမန်တင်ဆက်ပေးမှာကတော့မန္တလေးမြို့အနီးငလင်ငယ်များစက်တိုက်လှုပ်ခတ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ မန္တလေးမြို့အနီး Richter scale 3.1ဆင်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တယ်လို့ Mozilla ကထုတ်ပြန်ပါတယ်။22ရက်ည7:00နာရီကတွင်3.1 Richter scale ရှိငလင်မှာအနက်30ကီလိုမီတာတွင်မန္တလေးမြို့ရဲ့အရှိအရှိမြောက်ဘက်သုံးမန်ကန်အကွာကိုဗဟုပြုလှုပ်ခတ်ခဲ့ကြောင်းသိရပါဗျ။22ရက်နနက်အစောပိုင်း3:59မိနစ်49စက္ကန့်တွင်မန္တလေးမြို့ရဲ့အနောက်အနောက်မြောက်ဘက်နှစ်မန်ကန်အကွာကိုဗဟုပြုကအနက်30ကီလိုမီတာတွင်3.9 Richter scale ရှိငလင်လှုပ်ခတ်ခဲ့ကြောင်းသိရပါဗျ။ အလာတူနနက်9:39စက္ကန့်တွင်ပြည်မနာမြို့ရဲ့အရှိတောင်ဘက်မိုင်30ခန့်အကွာကိုဗဟိုပြုလျက်အနက်7ကီလိုမီတာတွင် Richter scale 3.5အဆင့်ရှိငလင်းလှုပ်ခတ်ခဲ့ပါသည်။ဒါပြင်ညနေ4:10မိနစ်31စက္ကန့်တွင်ရမဲသိမ်းမြို့ရဲ့အနောက်မြောက်ဘက်တမိုင်ခန့်အကွာကိုဗဟိုပြုလျက်အနက်30ကီလိုမီတာတွင် Richter scale 3.1အဆင့်ရှိတဲ့ငလင်းလှုပ်ခတ်ခဲ့ပါသည်။ ထို့အတူည9:09မိနစ်80စက္ကန့်တွင်တက္ကိုမြို့ရဲ့အနောက်မြောက်ဘက်ကိုမိုင်ခန့်ကွာကိုဗဟိုပြူလျက်အနက်14ကီလိုမီတာတွင် Radar Scale 3.3အဆင့်ရှိတဲ့ငလင်းလောက်ကခဲ့ပါသည်။အင်အားပြင်းငလင်းလောက်ခတ်မှုပြီးတွင်နစ်ဆန်တရက်မော်လပိုင်းအထိနောက်ဆက်တွဲငလင်းအကျင်းကြီး145ကျင်းအထိလောက်ခတ်ထားတယ်လို့မူစလာကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်ရှင်။ ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ online လင်လည်မှုနဲ့ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်ဆက်ပါဝင်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား298ဦးကိုထပ်မံဖမ်းမိတဲ့သတင်းဖြစ်ပါတယ်။ကရင်ပြည်နယ်မြောက်ပြည်မြို့ကြောက်ခတ်နယ်မြေတို့တရားမဝင်လမ်းကြောင်းများမှတဆင့်ဝင်ရောက်ခါ online လောင်းကစားမှုများ online လင်လည်မှုများအပါအဝင်ဒုစရိုက်မှုများတွင်ဆက်ဆက်ပါဝင်ခဲ့ကြတဲ့ပြည်ပနိုင်ငံသား298ဦးကိုဧပြီ18ရက်နေ့ကထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့်နေဆက်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိတဲ့အစုပေါင်းအွန်လိုင်းလောင်းကစားမှုများအွန်လိုင်းနေလည်မှုများအပါအဝင်ဒုစရိုက်မှုများကိုထိထိရောက်နေနေဆောင်ရွက်လျက်ရှိရာ2025ခုနှစ်ဇန်နဝါရီ30ရက်မှဧပြီ18ရက်အထိပြည်ပနိုင်ငံသားစုစုပေါင်း918ဦးကိုစစ်ဆေးဖို့ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပါသည်။ ၎င်းတို့အနက်မှ8288ဦးကိုထိုင်းနိုင်ငံမှတဆင့်သက်ဆိုင်ရာနိုင်ငံများသို့စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သလိုကျန်ရှိနေသေးတဲ့ပြည်ပနိုင်ငံသား1929ဦးကိုလည်းသက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။